အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုစီကိုတရရက်ကကိုမျောနေတဲ့သူကပေါ့နော်အဲ့ဒါကကိုရဲ့ ex လဲဖြစ်နိုင်နေဒါမှမဟုတ်လို့ရှင်တခြားကိုပြန်လာစေချင်နေတဲ့သူမျိုးပေါ့နော် romantic relationship နဲ့ပတ်သက်တဲ့ထဲကကိုပြန်လာစေချင်တဲ့သူမျိုးကိုအနားမှာရှိစေချင်တဲ့သူမျိုးကကိုစီကိုပြန်လာမှာလားပြမလာဘူးလားဘလို့အခြေအနေမျိုးလေးတွေရှိလဲဆိုတာကို ကြည့်ထားပေးပါတယ်ဒီတော့ မျက်လုံးလေးကိုခဏမှိတ်လိုက်ပါပြီးတော့ရင်အသက်ကလေးကိုဝဝလေးရှူခဏလာအောင်ထားပြီးပြန်ထုတ်လိုက်ပါထုတ်ပြီးတော့တဲ့အချိန်မှာဒီပုံလေးသုံးပုံတည်းကမှကိုကိုဆွဲဆောင်နေရလို့ထင်ရတဲ့ပုံလေးတစ်ပုံကိုရွေးလိုက်ပါနော် ပုံလေးကိုရွေးတဲ့အချိန်မှာပုံလေးရဲ့ shape တွေပုံလေးကဘလို့ပုံလေးလဲဆိုတာမျိုးထက်ကိုအလိုခေါ်နေတယ်လို့မျိုးခံစားနေကိုဆွဲဆောင်နေကို energy နဲ့လုံးဝ connect ဖြစ်တယ်လို့ ထင်တဲ့ပုံလေးကိုရွေးလိုက်ပေါ့နော်အဲ့လိုရွေးပြီးသွားလို့ရှိရင်စိတ်ထဲမှာဒါလေးကပိုက်1လား2လား3လားဆိုတာကိုမှတ်ထားပေးပါဒီတိုင်းလေးမျိုးလုံးလေးမှဲ့ရင်းနဲ့ပဲနားထောင်လဲရတယ်ပေါ့နော်ဘာလို့လဲဆိုတော့အမူကဒီဖက်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခနာလေးစိတ်ကလေးတွေကိုလျှော့ထားပြီး reading လေးကိုနားထောင်လိုက်ကြရအောင်နော်အခုကတော့ပိုက်ဝဲလေးတွေကိုရွေးထားတဲ့သူတွေအတွက် ဖက်ပြပေးသွားပါမယ် ကိုမျောနေတဲ့သူတွေကအခုချိန်ထိပေါ့နော်ကိုစီကိုပြန်လာမယ်ပြန်မလာဘူးဆိုတော့ဆုံးဖြတ်ချက်တွေမချရသေးဘူးသူတို့အနေနဲ့ပြန်သွားရင်ကောင်းမလားဒါမှမဟုတ်လို့ရှင်ဒီကနေပြီးတော့အဆက်သွားရင်ကောင်းမလားဆိုတော့ပုံစံမျိုးတွေးနေရတွေးရပေါ့နော်ဘာလို့လဲဆိုတော့ဒီပိုင်းလေးတွေနဲ့ဆက်သွယ်နေတဲ့သူတွေကတခုခုလောက်ပြီးလို့ရှိရင်နောက်ပြန်မှလဲခြင်းတဲ့သူတွေများမယ်ထင်တယ် ငါဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီဆိုတာ ਨੇ အဲဆုံးဖြတ်ချက်ကတို့အတွက်မှန်သည်ဖြစ်စေမှားသည်ဖြစ်စေကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေလုံးဝနောက်ကိုပြန်မလှဲတော့ဘူးလုံးဝနောက်ပြန်မကြည့်တော့ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတဲ့အတွက်ကြောင့်မလို့ခုပြီးခဲ့ပြီးတဲ့ဟာတွေကိုနောက်ပြန်မလှဲချင်နေဘူးရှေ့ပဲဆက်သွားချင်နေရဲ့ဒါပေမဲ့ရှေ့ဆက်သွားဖို့ကြတော့လေအင်းမသွားချင်ဘူးအဲ့လိုမျိုးဖြစ်နေရပေါ့နော်အဲ့တော့တို့ကဒီ အကြောင်းအရာတွေအကုန်လုံးကိုမေ့ပစ်ပြီးတော့သူတို့ဘဝအတွက်တခြားအဆင်ပြေမဲ့လုပ်ငန်းတွေပဲတိုးချဲ့ပြီးလုပ်လို့ရှင်ကောင်းမလားဥပမာဆိုလို့ရှင် okay ငါသူ့ကိုမေ့အောင်ဘယ်လိုလုပ်ရမလဲငါစာတွေလုတ်ပစ်မယ်။ငါသူ့ကိုစဉ်းစားတဲ့အချိန်မှာငါစာတွေစ조사ပစ်မယ်။အဲ့လိုမျိုးပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်။ဒါမှမဟုတ်လို့ရှင်လည်းငါအလုပ်တွေဖိလုတ်ပစ်မယ်။အလုပ်တစ်ခုနဲ့သူ့လွမ်းနေသေးရဆိုနှစ်ခုလုံးမယ်၊သုံးခုလုံးမယ်ပေါ့။စိတ်ထဲမှာဒီလိုမျိုးရရှိနေသေးရဆိုလို့ရှင်ငါဘယ်ဟာနဲ့ အစာထိုးလို့ရမလဲပေါ့နော်ဟိုလူနဲ့အစာထိုးရမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုးတက်စေမယ့်အရာတစ်ခုခုနဲ့အစာထိုးလို့ရမလဲဆိုတာမျိုးရှာဖွေနေရလို့မြင်တယ်ပေါ့နော်အဲ့တော့အဓိကကသူတို့စိတ်ထဲမှာစဉ်းစားနေစေအချိန်ပဲပေါ့ဘာမှရေရရမဆုံးဖြတ်ရသေးဘူးအဲ့တော့တကယ်လို့ကိုကသူတို့ကိုကိုယ့်စီမှာပြန်လာစေချင်တယ်ဆိုလို့ရှိရင်ကိုအနေနဲ့အတင်းကြီး လောက်ယူလို့မရဘူးပေါ့နော်။ဟာနေငါဆီကိုပြန်လာခဲ့ပါဆိုပြီးသွားတောင်းမှန်နေလို့လည်းမရဘူး။အဲ့တော့ဘယ်လိုမျိုးလုပ်ရမလဲဆိုကိုနေနေညံသုံးရမှာပေါ့။အာနှစ်ယောက်ကဘာလို့ပြတ်သွားရလဲ။ဒါမှမဟုတ်နှစ်ယောက်ကဘာလို့ဝေးကွာသွားရလဲ။ဥပမာကိုရဲ့အမှားကြောင့်ဆိုလို့ရှိရင်ကိုက သူ့ပြန်မလာသေးတဲ့အချိန်မျိုးမှာကိုရဲ့အမှားတွေကိုပြန်သုံးသပ်ပြီးတော့ကြတော့ပြုတ်ပြင်းပြီးတော့ကောင်းတဲ့သူလေးအဖြစ်နေတာမျိုးတို့ ဒါမှမဟုတ်လို့ရှင်သူကြိုက်မဲ့ပုံစံမျိုးလေးတွေပေါ့နော်ပြုပြင်ပြောင်းလဲပေးတာမျိုးမှာသူကစတော်တဲ့သူကြိုက်တယ်ဆိုလို့ရှင်စာအစင်တစ်တွေရအောင်လုပ်ပြတာမျိုးဒါမှမဟုတ်ရှင်တခုခုလက်ဆောက်လက်ကင် ပြနိုင်တဲ့ဟာမျိုးပေါ့နော် လောက်ထားရင်တော့ပို့ပြီးတော့ကောင်းပါတယ်အတိကကအာတွားပြီး rush လောက်တာမျိုးထဲနေငါဘာလို့ပြန်မလာလဲနေငါစီဘာလို့မလာလဲနေငါနေကိုလွမ်းနေရအဲ့လိုမျိုးပြောမယ်အစားပေါ်တော့တကယ်ကိုညံကိုလွှာသုံးပြီးတော့တိတိချာချာလေးစဉ်းစားဆုံးဖြတ်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေသွားနိုင်ချေရှိရပေါ့နော်ပြီးတော့ဒီမှာကအဲ့လို ပေါ့နော်ရံဖြစ်နေတာမျိုးတွေကတိတ်ပြီးတော့အဆင်ပြေဘူးပေါ့နော်ဥမာအာကိုယ့်ရဲ့ x ကိုပြန်တော့လာစေချင်တယ်ဒါပေမဲ့သူ့ကိုတွားပြီးတော့ပြောနေရထိုင်ဆိုင်မှာတောင်းမဲ့နေရမျိုးကလည်းအဆင်မပြေဘူးပေါ့မှာသူမှားပြီးတော့ကိုကတောင်းမဲ့နေရဆိုလည်းအဆင်မပြေသလိုကိုမှားတာအတွက်ကိုလည်း okay အချိန်တစ်ခုအတိုင်းအတာတစ်ခုတွေတောင်းမှန်ပြီးသွားရည်ဒါပေမဲ့ ငါတောင်းပန်ပြီးလို့နေရငါ့ကိုခွင့်မလွတ်သေးဘူးဆိုပြီးအပေါ်စီးကလည်းနေရမှာမဟုတ်တယ်လို့ဘလို့အချိန်နေမျိုးမှာပဲဖြစ်ဖြစ်ပေါ့နည်းနည်းညံကိုလွှာသုံးပြီးတော့သူ့ရဲ့ကိုနဲ့အတူတူရှိခဲ့ဘူးတဲ့သူဆိုဘလို့ဖြစ်ဖြစ်သူ့ရဲ့အကြိုက်သူဘလိုလေးလိုချင်နေဆိုတာမျိုးကတိပီးသားဖြစ်မှာပေါ့နော်အဲ့တော့အဲ့လိုအချက်ကလေးတွေကိုတေချာပြန်တွေးပြီးတော့ကြတော့တေချာချာစနစ်တကျနဲ့အာပလန်လေးတွေဆွဲပြီးတော့ပေါ့နော်အဲ့လိုမျိုးလေးတွေ လောက်မယ်ဆိုလို့ရှိရင်တော့သူကကိုယ့်စီကိုစိတ်ပြန်ရင်ပြန်ရင်ရိုင်လာဖို့ရှိရပေါ့နော်ဘာလို့လဲဆိုတော့သူကပြန်လာမယ်တွေပြန်မလာဘူးတွေသူပြက်ပြက်တသားဆုံးဖြတ်ထားတဲ့အခြေအနေမဟုတ်သေးလို့လို့ပြောရပါမယ်အခုကစပြီးပိုက်တူးလေးတွေကိုရွေးထားတဲ့သူတွေရဲ့အတွက်ဖတ်ပြပေးသွားပါမယ်ပိုက်တူးကိုရွေးတဲ့သူတွေရဲ့အတွက်ကတော့သူတို့အနေနဲ့ပေါ့နော်ပြန်မလာဖို့အတွက်ရွေးချယ်လိုက်တယ်လို့ပဲ မြင်ပါတယ်သူတို့ဒီအတူတူရှိနေတဲ့အချိန်တုန်းကပေါ့နော်သူတို့ဒီပြောမယ်ဆိုလို့ရှိရင် ကိုနဲ့အတူရှိခဲ့တဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်ကိုနဲ့အာအတူပေါ့နော်အဲ့ဖြတ်တန်းခဲ့ရတဲ့အချိန်တွေကသူတို့အတွက်တိတ်ပြီးရောဘယ်လိုပြောမလဲအစင်မပြေခဲ့ဘူးလို့ပြောရမှာပေါ့နော်သူတို့ဖြစ်ချင်တယ်လို့မျိုးသူတို့ရချင်တယ်လို့မျိုးသူတို့တွေမျှော်လင့်ထားတယ်လို့မျိုးမဖြစ်ခဲ့ဘူးပေါ့နော် နောင်တတွေလည်းကြုံခဲ့ရတယ်ဒီကနေပြီးတော့သူတို့ဟို thing disappointment နေပေါ့နော်သူတို့တွေကိုယ်မျောလင်းချက်နဲ့မကိုက်ညီတဲ့အချိန်မှာဖြစ်တတ်တဲ့ပေါ့နော်ဒီစိတ်ပြတ်မှုတွေစိတ်အာငယ်မှုတွေအဲ့လိုမျိုးတွေသူတို့ကြုံခဲ့ရပါဘောနော်သူတို့ကအဲ့တော့စိတ်ထဲမှာအဲ့အရာတွေကိုပြန်တွေးပြီးတော့ okay ငါဒီနေရာတော့ဘယ်တော့မှနောက်ပြန်မလဲတော့ဘူးဆိုတော့ပုံစံမျိုးနဲ့ဆုံးဖြတ်လိုက်တယ်လို့မြင်နေပေါ့နော် ဲ့တော့ကြတော့ကိုစီကိုပြန်လာဖို့တော့မရှိဘူးတကယ်လို့အာကိုမျောနေတဲ့သူကဒီလို feminine energy များတဲ့သူတွေဆိုလို့ရှိရင်တော့သူကအာဘယ်လိုပြောရမလဲသူတို့စိတ်ကိုပေါ့နော်အပီးတိုင်းချုပ်ငြင်းအောင်လှုပ်လိုက်ပြီးတော့လုံးဝ okay shutdown ချလိုက်မယ်ဒီအခြေအနေကနေပြီးသွားပြီဆိုတော့ပုံစံမျိုးနဲ့သူတို့ ကိုကိုကိုပဲ focus တော့မယ်ငါလုံးဝဒီတန်ရောစင်နေအကောင်လုံးကိုဖျက်ပစ်လိုက်တော့မယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်အဓိကကခုချိန်မှာ reflect လုပ်နေတဲ့အချိန်လို့လည်းမြင်တယ်ပေါ့နော်ငါဘာတွေမှားခဲ့လဲ okay မှားခဲ့ရတဲ့အတွက်ဘယ်လိုပြုပြင်နိုင်မလဲဆိုပြီးတော့ပေါ့နော်နောက်တစ်ခုကဒီမှာနည်းနည်းဒီအရာကြီးကိုပြန်မတွေးချင်တော့ အဲ့လည်းပါဗျာမတွေးချင်တော့ဆိုခေမှားခဲ့ရတယ်မှားခဲ့ပြီးသွားပြီဒီကနေ့သင်ကန်းစာယူဖို့ပဲတွေးပေမဲ့အဲ့ဒီတုန်းကငါမှားခဲ့ငါကဆုံးရှုံးခဲ့တယ်ဆိုတဲ့ဟာမျိုးတွေကတို့အတွက်မတွေးချင်တော့တဲ့အတိတ်တွေဖြစ်သွားပြီဘောနော်ဘလိုမျိုးတွေဖြစ်နိုင်လဲဆိုလို့ရှိရင်တော့အာသူလည်းသူ့ဘဝနဲ့သူနေကိုလည်းကိုဘဝနဲ့ကိုရှေ့ဆက်လျှောက်ရမယ့်အချိန်မျိုးလို့ပြောရပါမယ်အဓိကကတော့ကိုကတကယ်လို့မနေနိုင်ဘူးလောက အဆက်အသွယ်ပြန်လှုပ်ချင်တယ်ဆိုလို့ရှိရင်တောင်းမှာပေါ့နော်အဲ့လို rush လုပ်ပြီးတော့သွားလို့မရဘူးပေါ့နော်သူအတင်းရောလိုက်ပြီးတော့နော်ဘာလို့ငါစီပြန်မလာလဲငါစီပြန်လာခဲ့ပါလေသွားလှုပ်လို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့တို့တွေကဆုံးဖြတ်ပြီးသွားပြီးဖြစ်တဲ့အတွက်ကြာမလို့လေတကယ်လို့嗯ကိုပြန်လာစေခြင်းတဲ့သူကသာပါတော့ masculine energy များတဲ့သူဆိုလို့ရှိရင်တော့သူတို့က ဘယ်လိုပြောမလဲသူတို့ရဲ့မာနကိုထိခိုက်တယ်လို့ခံစားရတဲ့အစိတ်အပိုင်းလေးတွေရှိသွားလိမ့်မယ်အဲ့လိုမျိုးတွေကြောင့်မလို့သူတို့ကဒါကိုပြန်မသွားချင်တော့တာဘောနော်လက်မခံချင်တော့တာတကယ်တော့အခုလိုဖြစ်သွားတာကနှစ်ဦးနှစ်ဖက်လုံးအတွက်ကောင်းတယ်လို့ပြောရမှာပေါ့နော်အဲ့ဒီဟာကိုမှလက်မခံချင်မဲနဲ့ကိုကအတင်း rush သွားလို့မယ်ဒါမှမဟုတ်လို့ရှင်လေလို့ဆုံးဖြတ်ချက်တွေကိုအမြန် ချပြစ်မယ်ဆိုလို့ရှိရင်တော့ခုစီမှာလည်းနောက်ထပ် opportunity အသစ်တွေလာဖို့ရှိရပေါ့နော်အများကြီးကောင်းတဲ့သူတွေနဲ့လည်းတွေ့ရအောင်မယ်အဲ့လိုမျိုးအခွင့်အရေးကိုလလပြစ်လိုက်ရတယ်လို့မျိုးဖြစ်သွားမှာပေါ့နော်အဲ့ဒါကြကြောင့်မလို့သေချာချာစဉ်းစားဆုံးဖြတ်စေခြင်း ਨੇ ဒီလိုမျိုးလူဆုံးဖြတ်ချက်တွေကိုမှန်မှန်ကန်ကန်ချတာဒါမှမဟုတ်လို့ရှိရင်လေတခုခုဆိုလို့ရှိရင်မစင်စားပဲတန်းလောက်တဲ့ဟာမျိုးတွေအဲ့လိုမျိုးတွေကိုတော့မလုပ်စေချင်ပါဘူး ပိုင်သရီလေးတွေကိုရွေးထားတဲ့သူတွေအတွက်ဖတ်ပြပေးသွားပါမယ်။ဒီပိုင်လေးကိုရွေးထားတဲ့သူတွေအတွက်ကတော့ကိုပြန်လာစေချင်တဲ့သူတွေကပေါ့နော်။ကိုစီကိုပြန်လာနိုင်တယ်ဒါပေမဲ့ကောင်းတဲ့ intention နဲ့တော့မဟုတ်ဘူးပေါ့နော်။ကောင်းတဲ့သဘောနဲ့ပြန်လာချင်တာမျိုးတော့မဟုတ်ပါဘူး။သူတို့ကလူတွေရဲ့စိတ်ကဘယ်လိုမျိုးရှိရဲဆိုတဲ့ဟာကိုသိရဲပေါ့နော်။ အဲ့ဒါကဘယ်လိုပြောတာလဲဆိုတော့ကိုကသူပြန်လာလို့ရှိရင်ပျော်မယ်ပြီးသွားလို့ရှိရင်စိတ်ကူးရရင်မယ်ပြီးသွားလို့ရှိရင်အနာဂတ်အကြောင်းတွေတွေးမယ်အာပြီးသွားလို့ရှိရင်သူတို့သာထွက်သွားမယ်ဆိုလို့ရှိရင်ကိုဘဝကြီးကအဲ့လိုပြတ်သွားမယ်ပုံစံမျိုးပေါ့နော်သူတို့မရှိလို့ရှိရင်ကိုရဲ့ routine တွေအဲ့လိုမျိုးဘယ်လိုပြောရမလဲနေ့စဉ်ဘဝကကမကမဖြစ်သွားမယ့်ပုံစံမျိုးပေါ့နော်သူတို့ကအဲ့ဓာရီကို ိရေပေါ့နော်အဲ့တော့ကြာတော့အကွက်ချပြီးတော့အကွက်ချပြီးတော့ဆို intentionally okay ငါတို့သူပလေးမယ်ဆိုပြီးတော့အကွက်ချတာတော့ဟုတ်ချင်မှာဟုတ်လိမ့်မယ်ဒါပေမဲ့သူတို့လုပ်နေတဲ့ပုံတွေသူတို့ရဲ့မတိစိတ်ကသူတို့ကို define လုပ်ထားတဲ့ဟာကသူတို့အနေနဲ့နည်းနည်း playful ဖြစ်တဲ့သူတွေနဲ့ dealing လုပ်နေခဲ့ရလို့ခံစားရရပေါ့နော်အဲ့တော့ကြာတော့သူတို့ပြန်လာလဲ developing မဲ့ပတ်နေမှာပေါ့နော် အဲ့တော့ကြတော့ကိုကအာပြန်လာရုံပဲရတယ်ဆိုလို့ရှိရင်တော့ပြန်လာဖို့ရှိရယ်ဒါပေမဲ့ပြန်လာပြီးသွားတဲ့နောက်မှာလဲအခုလိုမျိုး reading တွေလိုက်ပြီးတော့ဖတ်နားထောင်ဒါတော့ရေမေးပြီးသွားလို့ရှိရင်ဝမ်းနဲ့ပူဆွေးအဲ့လိုမျိုးတွေဖြစ်နေရမယ့် energy မျိုးလဲရှိရယ်ပေါ့နော်အဲ့တော့ကြတော့ကိုအနေနဲ့တေချာစဉ်းစားရမှာက အာငါဒီတစ်ခါပဲအပီးတိုင်းဖြတ်လိုက်ရမလားဒါမှမဟုတ်လို့ရှိရင်ရှေ့ဆက်ပြီးတော့နာကျင်ခံစားအောင်မလားနာကျင်ခံစားပြီးမှပဲဖြတ်လိုက်ရမယ်လားဆိုတော့ခံစားချက်မျိုးထပ်ယူမလားဆိုတော့ဆုံးဖြတ်ချက်တွေအတွေ့တွေကတော့ကိုကိုတိုင်းတွေးရမှာပဲပေါ့နော်အဲ့တော့ကြတော့ဒီမှာတစ်ခုပြောချင်တာကဒီ လူတွေနောက်ဘဝရောက်တယ်ဒါမှမဟုတ်လို့ရှိရင်တခခုကောင်းတာတွေဖြစ်လာတယ်ဆိုလို့ရှိရင်ပေါ့နော်ဘယ်တော့ခါမှဒီတိုင်းကြီးဖြစ်လာကြမဟုတ်ဘူးနော်နောက်ဘဝရောက်ဖို့ဆိုလို့ရှိရင်လည်းတေရသေးရဲ့လीအဲ့တော့ကြတော့မကောင်းတာတွေအများကြီးဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒါကောင်းတာတွေဖြစ်လာဖို့အတွက်လိုပဲ တွေးရမှာပေါ့နော်ဘာလို့လဲဆိုတော့ transformation ဖြစ်တယ်ဆိုတဲ့စကားလုံးကိုသိရမလား transform ဖြစ်သွားတယ်ဆိုတာကဒီတစ်ခုကနေနောက်တစ်ခုကိုလုံးဝလုံးလုံးလားလားပြောင်းလဲသွားတဲ့ဟာမျိုးကို transform ဖြစ်တယ်လို့ခေါ်တယ်ပေါ့နော်ဒီတိုင်းပဲတစ်ကနေနှစ်ဖြစ်သွားရုံလောက်ဆိုရင်ဒါက transform တော့ဟုတ်တယ်ဒါပေမဲ့သိပြီမသိတာရဲ့ transformation ပေါ့ဒါတော့ transformation ဖြစ်တယ်လို့ခေါ်ခြင်းမခေါ်လိမ့်မယ်ဒါပေမဲ့ကိုက0ကနေတရားဖြစ်သွားတဲ့အချိန်ဆိုရင်တော့ဒါက transformation ဖြစ်သွားပဲလေနော်ဘာမှမရှိတဲ့အခြေအနေကနေအများကြီးရှိတဲ့အခြေအနေဖြစ်သွားတယ်။ဒါမှမဟုတ်တရားနေ0ဖြစ်သွားတယ်ဆိုတဲ့အခြေအနေကလည်း transformation ဖြစ်သွားပဲအများကြီးရှိရတယ်ဘာမှမရှိတော့တာ။အဲ့တော့ကြတော့ကို့အနေနဲ့စဉ်းစားရမှာပေါ့နော်အခုလက်ရှိလိုမျိုးမပျော်ရတဲ့အခြေအနေမျိုးစိတ်ပူပန်နေရတဲ့အခြေအနေမျိုးတွေကိုအဆုံးသတ်ပြီးတော့ပို့ပြီးတော့ပျော်ရတဲ့အနာဂတ်စီကိုသွားမလားဆိုတာမျိုးပေါ့နော်အဓိကကတော့ဒီမှာ သွားတင်နေပြီးအခုလိုမျိုးခံစားချက်တွေကိုရက်တင်နေပြီးဆိုတော့ပုံစံမျိုးတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့အာမိုးရိုးဘလိုပဲပြောပြောဆုံးဖြတ်ချက်တွေပြီးတော့လရှင်ခံစားချက်တွေကကိုကိုတိုင်းပဲတည်ရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုပတာကိုအကောင်းဆုံးဖြစ်မဲ့နီလန်းနဲ့တည်တည်ချာချာလေးစဉ်းစားပြီးဆုံးဖြတ်စေချင်ပါတယ်ရှင်